ချီချောပေးနေတဲ့ပြိသာတော်မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ27ရက်နေ့ငါနေ့တတိယတန်တည်းရက်ကရှေ့တောင်ရက်စန္ဒီယာရက်ကတောင်ရက်ရကောရက်ရက်ကအနောက်ရောက်ရက်ဖြစ်ပါတယ်မူလဆန်းရှင်ရက်ကစေတရနဲ့ခတ်ဖြစ်ပါတယ်တတိယရေချိုတူရဒီမှာတည်ရှိတယ်တတိယလာချို ကံရာဒီမှာတည်တယ်။အင်္ဂါကျိုတူရာဒီမှာတည်ရှိတယ်။ဘုဒ္ဓကျိုတူရာဒီမှာတည်ရှိတယ်။ခြာသာပရိကျိုကရကတ်ရာဒီမှာတည်တယ်။သောက်ချာကျိုကံရာဒီမှာတည်ရှိတယ်။စနေကျိုအမေရာဒီမှာနောက်မြတ်သွားပြီးတော့တည်ရှိနေတယ်။ရာဟုကျိုကကောရာဒီမှာတည်ရှိပြီးတော့ခေကျိုကကောရာဒီမှာတည်ရှိနေပါလေ။မိဿရာဒီဘာတွေအတွက်အောင်မြင်မှုတိုးတက်မှုရဲ့မျက်သာကကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ငွေဖတ်မတင်ဘူး။ အနောက်ခြားစီမန်ချက်တွေမှာတော့ကိုလို့တလားအောင်မြင်တယ်။တိသရာဇီဘွားတွေမှာရေးပါလဲဆုံးဖြတ်ခြင်းနဲ့ဘဝကျွတ်ထက်မှုကိုချုပ်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေးတော်ဒုက္ခကြီးရဲ့အကျိုးကျေးဇူးကိုရ။မေထောရာဇီဘွားတွေမှာယံများမယ်တိုက်ခတ်များမယ်။စေတနာဝေဒနာဖြစ်မယ်ဆက်ပစ္စည်းပျက်စီးများမယ်။ကရကရာဇီဘွားတွေမှာစမ်းပွေမယ်မြို့သမီးမိတ်ဆွေကြီးကဲသူထံကကူညီရ။မိမိစန္ဒယိမချက်တွေကိုလက်တွေ့ကောက်ထည့်ပါနိုင်တယ်။တေရာဇီဘွားတွေမှာရောင်းမဝင်မှဖြစ်တတ်တဲ့ အငြင်းပွားစရာတွေဖြစ်တတ်တယ်လူရောက်ဒုက္ခပြတတ်တယ်တောင်းစီမထားတဲ့သူကိုထားခြင်းကြောင့်စိတ်ရှုပ်ပါမယ်ကံရာဒီပါးတွေအတွက်စိတ်ပြပန်းဒီပြပန်းဖြစ်မယ်မူလစီစဉ်တာနဲ့တက်တွေ့သွားဟမယ်တပါးသူဂတိပြတ်တို့ကိုမှစိတ်သောကရောက်တတ်တယ်တွေ့ရဒီပါးတွေမှာတော့ပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေကိုတက်တွေ့သုံးချပြီးတော့ဘဝတဏ္ဍလုံငန်းတဏ္ဍတွေဖန်ကြီးနိုင်တယ်သူတို့ဘာတဲ့တာမြောက်လုပ်နိုင်တဲ့သတ္တတိရှိတဲ့မင်းညာ ဆက်ဆက်တဲ့ဝိညာဉ်တွေပြောင်းလဲရှိမယ်။မြေဆာယာဒီဘာတွေမှာရှင်ပြန်မှုအောင်မြင်မယ်။အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်။ငွေကြေးကလုပ်ငန်းကကောင်းကျိုးချိုးပေးခြင်းရှိ။ဒီလိုယာဒီဘာတွေအတွက်ဥတည်ချက်ပြောင်းပြီးလုပ်တာချိုးပေးမယ်။ခီးပါတဲ့ကိစ္စစီစဉ်အောင်မြင်မယ်။နေရာပြောင်းတဲ့အတွက်စီစဉ်မှုအောင်မြင်မယ်။ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်ပြီပဲ။မကာရယာဒီဘာတွေမှာတော့အထူးကံကောင်းတဲ့နေ့ဖြစ်တဲ့ ကိုမှန်းထားတာနဲ့ပို့ပြီးတော့မြန်မာတဲ့ဘဝအခြေအနေနဲ့တွတ်တက်မှုတွေကိုရရှိပြီးဘဝကံတဏ္ဍလူကတဏ္ဍတွေကိုအခိုင်အမာတိဆောက်ရရှိတယ်။ကိုရာဒီဘဝတွေမှာငွေချင်းကံကောင်းမဲ့လက်ဝင်မဲ့တွေရပြည့်စုံမဲ့ဘဝတွတ်တက်မှုနဲ့အောင်မြင်မှုတွေရရှိမဲ့မေယာဒီဘဝတွေမှာစံ့ကြံနေတဲ့ရပိုင်ခွင့်တွေပြန်လည်ရရှိမဲ့ခေးကိစ္စအစီအပြင်မဲ့ဥတီချက်ပြောင်းပြီးလုပ်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုထင်ရှားရရှိပါမယ်။တနေ့တာအကျိုးပေးရောင်တွေကတော့အပြန်ရောင်ပန်းရောင်ညီရောင်တို့ ဖြစ်ကြပါလေ။အင်္ဂါထွက်သွားတာစဉ်းစားမှတွေ့တဲ့ပြုကံပုဂ္ဂိုလ်တို့ကိုဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။